ီကားလေးကတော့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာပေါ့နော်တဘာဝတရားကြီးရပေးတဲ့လက်ဆောင်တွေရှိတယ်ခင်ဗျာဥပမာမိုးဂျိုးသွားတို့ပြီးတော့ဂျိုးအမေရီတို့ပြီးတော့တစ်ကွင်းတို့ပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မှဒီတဘာဝပေးတဲ့လက်ဆောင်တွေကဘလောက်ထိလူတွေကိုအကျိုးပြုတယ်ဒီလက်ဆောင်တွေကိုတုံးတက်ရင်ဘလောက်ထိအဲကို့အတွက်ဒါကောင်းကျိုးတွေပေးနိုင်တယ်ဆိုတာကိုဖော်ပြပြီးတော့တင်ဆက်ပေးမယ်ဇလံတွဲလေးပါခင်ဗျာ ဟုတ်သူကတစ်ကွင်းကအမျိုးမျိုးရှိတယ်ခင်ဗျခုနဒီကအကူမေးတယ်လို့ပေါ့နော်ဈေးဆိုင်တွေမှာထားတဲ့တစ်ကွင်းဆိုတော့ဒါလက်ခေါ်တဲ့တစ်ကွင်းလို့ခေါ်တာပေါ့နောက်တစ်ခုကကျွန်တော်ဆေးတစ်ကွင်းဆိုတာရှိတယ်ခင်ဗျဆေးကုလို့ရတာပေါ့အဲ့တစ်ကွင်းလေးကရေစိန်တိုက်ရင်သွေးပြီးတော့သုံးရင်ဆေးကုလို့ရတယ်ဆေးတစ်ကွင်းဆိုတာလည်းရှိတယ်အဲပြီးတော့ဒါဟိုတယန်းနိုင်တစ်ကွင်းလို့ခေါ်တာပေါ့မကောင်းဆိုးဝါးတွေပါပြုစားလို့မရတဲ့စုံတိုက်ပညာတိုက်တွေသူစားလို့မရတဲ့တစ်ကွင်းဆိုတာလည်းရှိတယ်အဲ့တော့အဲ့တစ်ကွင်းအမျိုးမျိုးရဲ့အစွမ်းထက်ပုံနဲ့အဲ့တစ်ကွင်းလေးကိုကင်ဆောင်တဲ့သူတွေကဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့အကြောင်းတရားလေးတွေကိုဒီဇယ်လန်တွဲမှာကျွန်တော်ထည့်ရိုက်ထားပါတယ်ခင်ဗျ ဟိုအဓိကလူငယ်တွေကိုပဲဖြစ်ဖြစ်လူကြီးတွေကိုပဲဖြစ်ဖြစ်ပြောချင်တာကတော့ဟိုအတ္တအတ္တဟိအတ္တတော်နာဟော အတ္တအတ္တဟိအတ္တနောနာသောဆိုတယ်လို့ပဲကိုကိုကိုသားလေးကိုကိုွယ်ရသေးပါပဲဟိုဟိုသူများပြောတာကိုယုံနာမယုံနာတဲ့ကိုကောင်းအောင်နေဖို့လိုတာပေါ့ကိုကိုနိုင်ကဗုဒ္ဓဘာသာဝင်ဆိုရင်ကံကားဘောက်လောအောင်ထိမ့်မယ်ကိုချင်းစာတရားလေးနဲ့သွားမယ်ဆိုရင်ဒါအဲ့ပစ္စည်းတစ်ခုအစွမ်းထက်တာကိုခံစားရမယ်ကိုကဗုဒ္ဓဘာသာဝင်ဖို့ပဲတခြားယုံကြည်သူတခြားဘာသာဝင်ဆိုလို့ရှင်လေကိုစိတ်ရေးစေတနာလေးကတစ်ဖက်သူကိုယုံမှကောက်ကြတာနေမှာထားပဲနဲ့ဖြူဖြူစင်စင်လေးနဲ့ကိုချင်းစာတရားလေးနဲ့နေမယ်ဆိုရင်သူလည်းအဲ့ပစ္စည်းရဲ့ကောင်းကျိုးတွေခံစားရမယ်ကောင်းတာလုတ်တဲ့သူရှိ ਉਹ ပဲကောင်းတဲ့ပစ္စည်းရောက်လာမှာအဲ့သဘောပါပဲခင်ဗျာ ော့မယုံကြည်ဘူးဆိုတဲ့ကလေးတွေကလည်းအဲသူကောင်းတာလုံးနေအဲ့ပစ္စည်းအကျိုးသူခံစားရပါပါခင်ဗျ။ ဒီစကားလေးမှာထိုင်အောင်ရှိုင်းရဲ့အဲယွန်းဝင်လွာပေါ့နော်အဲသူရဲ့ကျွန်တော်ရဲ့၃ယောက်ပြီးတော့ခိုင်နိုးရဲ့ပေါ့နော် main character ၄ဦးရဲ့အမွေနောက်ကလေးတွေပေါ့ဒီကားလေးကိုရေးပြတဲ့အဓိကအကြောင်းရင်းကတော့ဒါမဲစာတော်ဘက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ကလေးတစ်ခုပေါ့အဲ့တကွင်းလေးကိုရသွားတဲ့သူတွေကဘလောက်ထိဒီလူတယောက်ရဲ့ဘဝကိုတစ်စစ်ချိုးဘလို့ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုပြည့်သက်တွေကိုကျွန်တော်ဖော်ပြခြင်းတဲ့အတွက်ကြောင့်ဒါလေးကိုရေးပြတာပါခင်ဗျာအဲဒီကောင်းရဲ့ကောင်းကျိုးဆိုးကျိုးကတော့အဓိကတော့လူကလောဘပေါ့လောဘစိတ်တွေတိတ်ကြီးနေလို့ရှင်ဇက်သိမ်းမလဘူးဆိုတာကိုပြခြင်းတယ်ပြီးတော့အစွမ်းထက်တဲ့ပစ္စည်းကိုဘလော ောက်ပဲအစွမ်းထက်ပါစေအဲ့လူတယောက်ကဘာသာရေးတဝန်ရုံချမှုမရှိဘူးအဲလိုကောင်းမလဲဝိတမလောဘစိတ်ကြီးများနေအပစ်စီကသူ့ကိုပြန်ခိုက်တယ်ဆိုတာလေးတွေပေါ်စေချင်တာပါခင်ဗျာများသောအားဖြင့်ကျွန်တော်ဖြစ်ရမှန်လေးတွေရိုက်ဖြစ်တာများပါတယ်စိတ်ကူးရင်တတ်တတ်ကြီးကျွန်တော်မလုပ်ချင်ဘူးပေါ့နော်စိတ်ကူးတယ်ဆိုရင်တော့ဖြစ်ရမှန်ကိုအခြေဖို့အခြေခံပြီးတော့ပုံဖော်စိတ်ကူးတာလေးတွေပဲလုပ်ချင်တာပါခင်ဗျာ ဆယ်လပိုင်းထဲမှာထွက်လာလိမ့်မယ်ခင်ဗျအဲဒရိုက်တာအက်ကမန်ရိုက်ကူးထားတဲ့စုံမက်စီးရီးပေါ့နော်အဲ့ဒီထဲမှာဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့လက်ရှိကာရက်တာနဲ့မတူဘဲနဲ့စုံတော့ဖြစ်နေတာအဲ့ဒါလေးထွက်လာပါလိမ့်မယ်ဆယ်လပိုင်းထဲမှာ channel 7အနေထွက်လာလိမ့်မယ်ခင်ဗျဟုတ်အခြေကြီးကတော့ကျွန်တော်တို့အွယ်ကရင်ခုန်လို့ကောင်းတဲ့အွယ်မဟုတ်တော့ပါဘူး အော်အချစ်ဆက်လန်းလေးကကျွန်တော်လာကန်းလန်းထားတယ်အဲ့ဒီထဲမှာသူကမင်းသားငငယ်ချောချောလေးနဲ့အဲလိုအပ်တယ်ဆိုတော့ကျွန်တော်ကအမ်မျက်နှာဝနေသေးတော့အာကျွန်တော် producer ကနည်းနည်းလေးမျက်နှာလေးရှော့ပေးပါပြီးတော့နည်းနည်းလေးဟိုအလတရားဘက်ကိုနည်းနည်းလေးလိုက်ပေးပါဗောနော်အဲ့လိုလေးပြောနေကျွန်တော်ကြိုးတော့ကြိုးစားနေပါတယ်အိုက်ကတော့တော်တော်ချစ်ရတဲ့ကားလေးဒါမဲ့ကျွန်တော်မှာအဲ့ဟိုပါဗောအိမ်တော်ကြီး cycle ကားလေးလည်းရိုက်ဆရာရှိပါသေးတယ်ခင်ဗျာဟုတ်ကျွန်တော် production ကဇလန်းတွဲတစ်ခုရိုက်ပြီဆိုရင်အသိန်း900နဲ့800ဂျားလောက်ကိုတုံးရတယ်ခင်ဗျာတို့ ဒါကျွန်တော်အထင်ပေါ့နော်ဟုတ်မဟုတ်လဲမသိဘူးအဲ့ကိုရာရှိရတော့တော့တောင်းရမယ်အဲ့ဒီမှာကျွန်တော်ကကျွန်တော်ကဇလန်းစံညွန်တာဝန်ယူပြီးတယ်ပြီးတော့ကျွန်တော်မင်းသားတနေရာတာဝန်ယူပြီးတယ် အဲ့ဒီအတွက်ကိုကျွန်တော်ကအနုပညာကြီးတော့မရဘူးပေါ့နော်ကျွန်တော်ဒါ freedom လုပ်ပေးရတယ်ဒါပေမဲ့ကျွန်တော်ဘာရလဲဆိုကျွန်တော်မှာ subscriber 3သိန်းကျော်ရှိတဲ့ monetization အောင်ထားတဲ့ YouTube channel လေးရှိရပေါ့အဲ့ဒီမှာပြန်တင်တဲ့ဟာလေးကကျွန်တော်ရဲ့ income အနေနဲ့ပြန်ဝင်တယ်အဲ့တော့ production အနေနဲ့ကျွန်တော်နဲ့တွဲပြီးအလုပ်လုပ်တဲ့အတွက်ကြောင့်တို့တက်တာသွားတာတွေရှိသလိုကျွန်တော်အနေနဲ့လည်းမတ်တိုင်ကြီးတွေဖြစ်လာတာပေါ့နော်ဒါကြောင့်မို့ production တွေပတ်စံတွေဘလောက်ပဲကုန်နေကုန်နေအဲကျွန်တော်နဲ့တွဲတာတခြားသူနဲ့တွဲရတဲ့ဆိုင်တော့တို့အများကြီးတက်တာလေလို့ပြောရမှာပဲ ဖိုတာလီကာကိုအားပေးတဲ့ပြည်သက်တွေကိုတကယ်ကျေးဇူးတင်ပါတယ်အဲဖိုတာလီကာရိုက်တာဖြစ်အောင်ကျွန်တော်မနေကြိုးစားထားတာပေါ့နော်ဒီပြ90ကသူကလုံးလုံးလွတ်လွတ်ဂျူးွားတာလည်းမဟုတ်ဘူးပေါ့နော်ဒီမလွတ်တလွတ်လေးဖြစ်တဲ့ပြ90ကာရိုက်တာအတွက်ကိုကျွန်တော်အများကြီးကြိုးစားထားတယ်ပြည်သက်အားပေးတဲ့ကြောင့်လည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်လေကာရိုက်တာတစ်ခုတော့ကျွန်တော်မလေးလာဘူးခင်ဗျာကျွန်တော်အဲ့ဇက်ကိုဖတ်ပြီးတော့အဲ့ကာရိုက်တာအတိုင်းဝင်အောင်ကိုကျွန်တော်စိတ်ကိုနှက်လိုက်တာခင်ဗျာဟိုပြည့်သက်ကိုတဏ္ဍာများလိန်ပြီးမပေးကျင်တဲ့အတွက်ကြောင့်ကျွန်တော်သူများတွေကိုသွားမလေးလာဘူးကျွန်တော်ကိုယ်တိုင်အဲ့လိုအဲ့ဆယ်ကိုရအောင်နှက်လိုက်တဲ့သဘောပါပဲခင်ဗျာ ခိုးတာလေးကသူ့ကားလေးကခုမှအပိုင်းကိုပဲရှိပါသေးတယ်အပိုင်းတွေအများကြီးကျန်သေးတယ်ခိုးတာလေးကားလေးကိုဆက်ပြီးတော့အားပေးပါဦးအဲပြီးရင်နက်နဲ့နဂါမလဲစားနဲ့ဆိုတဲ့မာမီဆိုင်ကာရိုက်တာကားလေးလည်းထွက်လာလိမ့်မယ်အဲကြောင့်လည်းဝင်းရအားပေးပါဦးဒီကားလေးကတော့ကျွန်တော်စူးစမ်းပြီးအကောင်းဆုံးပုံဖော်ပေးပါမယ်ပြည့်သက်တဲ့အတွက်အဲဗဟုတုတ္တရင်နဲ့အတူအများကြီးအကျိုးပြုမဲ့ဇလန်တွေလေးဖြစ်မယ်လို့အားမခံပါနဲ့ခင်ဗျာကျေးဇူးပါညီလေး